ဲ့လိုအားလုံးပဲမင်္ဂလာပါ Matthew Friday ကနေပြန်လည်ကြိုဆိုလိုက်ပါရစေအားလုံးတို့ပေါ်ကြနေတဲ့ကြတဲ့ Premier League ပြိုင်ပွဲကြီးပြန်လည်စတင်ခဲ့တာ PK ရဲ့ဘက်မှာဆိုပွဲစဉ်5ကိုပြီးဆုံးခဲ့ပြီဖြစ်ပြီးဒီဘက်မှာဆိုတော့ပွဲစဉ်6တိကိုရောက်ရှိလာပြီဖြစ်ပါတယ် PK ရဲ့ဘက်ကပွဲစဉ်5မှာတော့အတင်းကြီးအများစုအနိုင်ဝဲပျောက်ခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်ဒီဘက်ပွဲစဉ်6မှာလည်းပရိတ်သတ်တွေစိတ်ဝင်စားမဲ့ပွဲစဉ်တွေအများကြီးပါဝင်နေပါတယ်ဒါကြောင့်ကျွန်တော်ကဒီနေ့မှာ Premier League ပြိုင်ပွဲပွဲစဉ်6ရဲ့ပွဲကြုံတော်တဲ့ချက်တွေကိုပြုလုပ်ပေးပါမှာမို့လို့စိတ်ဝင်စားမဲ့ဆိုရင်အဆုံးထိလိုက်ကြည့်ဖို့ညွှန်လဲပါခင်ဗျာဆိုတော့အချိန်လေးစိတ်ဝင်နေမယ်စလိုက်အောင်ပါ Let's go ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shoppingapp mercury မှာဘာပဲလုပ်လို့ရနိုင်ပြီနော်တိတ်ဖုန်ရဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner ဒီပတ်ရဲ့ပထမဆုံးပွဲစဉ်မြေကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ Brentford နဲ့ Manchester United တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် Brentford ကပြီးခဲ့တဲ့ရာသီတုန်းကအတော်လေးမကြောချစ်လက်တဲ့အသင်းစဉ်တင်ဖြစ်ခဲ့ပေမဲ့ဒီရာဒီမှာတော့နိပြသုံးမဲ့ Frank Tok ကွာခြင်းနဲ့အတူနည်းနည်းလေးအင်အားလျော့လာတဲ့အသင်းစဉ်ဖြစ်လာတယ်ဒီရာဒီမှာလည်း Premier League မှာ၅ပွဲကစားပြီးသားချိန်မှာတပွဲနိုင်တပွဲတည်းသုံးပွဲတည်းရှုံးလာတယ်ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာတော်တော်လေးကိုချစ်လက်တဲ့ကစားဟန်ပြနိုင်ခဲ့တဲ့ဆိုမဲ့ပြီးခဲ့တဲ့အပတ်က Fulham နဲ့ပွဲမှာတော့ပြန်ပြီးရှုံးနေသွားတယ် Brentford ကကောင်းတဲ့ချိန်ဆိုတော်တော်လေးကောင်းလာတယ်ဆိုပေမဲ့ သူတို့မှာအားနည်းကြတယ်အများကြီးတော်မဲ့ friend တော့ကလို့မကြောချစ်လိမှုတခုမရှိတော့ဘူးလို့ကျွန်တော်ကတော့ထင်တယ်။တစ်ဖက်က Manchester United ကလည်းထုံနီလကောက်မဲ့အရင်ကောင်းမွန်တဲ့အသင်းသင်းတော့မဟုတ်ဘူး။ဒီယာဒီမှာတော်တော်လေးကိုရုန်းကန်နေရနေတာတခုရှိတယ်။ပြီးခဲ့တဲ့ Chelsea ကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုလို့ချင်းလဲ၁၀ယောက်၁၀ယောက်အနေထားမှာတော့တော်တော်လေးချိန်ဆောင်နိုင်ခဲ့တယ်ဆိုပေမဲ့၁၀ယောက်၁၀ယောက်ပြန်ဖြစ်သွားတဲ့အချိန် Casemiro ရဲ့မလိုအပ်တဲ့အနီးကရသွားတဲ့အချိန်မှာ Manchester United ဟာ Chelsea ရဲ့ dominate လုပ်ချင်တာတစ်ချိန်လုံးခံထားရတယ်။ဆိုတော့၁၀ယောက်၁၀ယောက်အနေထားမှာဘလုံးကရှင်းကန်နိုင်ခြင်းချင်းမရှိအောင်တွေ့ရတယ်။ဒါပြင်၈ယောက်ပွဲဒီမှာလဲတော်တော်လေးဆူဆူဝါးပုံစံမျိုးတွေပြထားတာတွေ့ရတယ်။ဆိုတော့ Man United အနေနဲ့လဲ Amorim ရဲ့ Tribus system မှာအခုဒီအတားမကြရဘူးအမူရင်းရဲ့3 bus system မှာလုံးဝဆုပ်ပြတ်တတ်နေတဲ့အနေအထားတစ်ခုမှာရှိနေတော့မယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီတွေ့ဆုံမှုကနှစ်ပြင်းစလုံးအတွက် ခက်ခဲမဲ့ပွဲ။ဒါကြောင့်လဲဆို Bravo ဟာလည်းဒီနေရာမှာနိုင်ပွဲတစ်ပွဲပဲရှိသေးတယ်။ Man United ဟာလည်းလက်ရှိနေသားမှာနိုင်ပွဲပြန်လည်ရယူထားတဲ့အချိန်ဒီမှာ movement ကိုပြန်ထိမှုမဖြစ်မနေနိုင်ပွဲပြန်လုံနေတဲ့အချိန်တွေဖြစ်တဲ့ဆိုတော့ဒီနေ့တင်းထိတ်တိုက်တုပ်ဆုံမှုဟာတော့လေးကိုကြည့်ကောင်းလိမ့်မယ်။အကျိတ်နေလည်းရှိလိမ့်မယ်။အတူတူဖြင့် Bravo အိမ်ခွေးမှာဖြစ်တဲ့လျောက် Man United အများကြီးကိုခက်ခဲသွားနိုင်တယ်။ Bravo ဟာလည်းပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာဆိုတော့လေးကိုတည်တာတယ်။အတင်းကြီးအတင်းကြီးကိုတွေ့ရပွဲဆိုရင်တော်တော်လေးကိုထိန်း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 ကစားတတ်တဲ့အတင်းဆိုတာလည်းမြင်တွေ့ရတယ်။ဆိုတော့ ဒီနေ့ထမ်းမှန်မှန်နဲ့တော်တော်လေးကိုရုန်းကန်သွားရနိုင်တယ်လို့ထင်တယ်အဝေးကူးဖြစ်တာလည်းကြောင့် Brentford ကအင်ကွင်းပူပြီးမှကြောက်တဲ့အတင်းတင်းဖြစ်တာကြောင့်ဒီပွဲဟာကျွန်တော်တည်ရလဲလို့ပဲထင်တယ်ဒါကြောင့်ကျွန်တော်က Brentford နဲ့အတူတည်ရလဲကိုယူချင်တာချင်ပါတယ် ဒုတိယပြောင်းပွဲစဉ်ဖြစ်ကြတော့ရေးချရတဲ့ပွဲကတော့ Chelsea နဲ့ Brighton တို့ရဲ့ပွဲဖြစ်ပါတယ်။ Chelsea ကဒီကရာဒီအစပိုင်းမှာတော်တော်လေးကောင်းနေဆိုပေမဲ့နောက်ပိုင်းမှာတော့ပြန်ပြီးအပြားရှူသွားတယ်။ဆိုတော့ Chelsea ဟာတော်တော်လေးကိုဒီသုံးမဆက်သက်လောက်နံပါတ်ပျောက်လာတာဖြစ်လာပြီး Champions League မှာဆိုလို့ရှိရင်လည်း Bayern Munich ကိုရှုံးသွားတယ်။ Bayern Munich နဲ့ပွဲမတိုင်ခင်ကလည်း Brentford တီးကြတယ်။နောက်ဆုံးကစားခဲ့တဲ့ Manchester United နဲ့ပွဲမှာဆိုလို့ရှိရင်လည်းတရားဥရောနဲ့တော်တော်လေးခံကစားခဲ့ရပြီး2-1ဆိုတဲ့ result မျိုးနဲ့ရှုံးနေသွားတယ်။ဆိုတော့ ဆဲလ်ဆောက်ဖြစ်သွားတဲ့အချိန်မှာလည်းနဲ့ပွဲမှာဆိုတော့လေးပြန်ကောင်းလာတယ်ဆိုရင်မိပြရဲ့ဒီလိုလူထုပ်ပုံကလည်းနည်းနည်းမိကုန်းထုတ်ဆရာဖြစ်သွားတယ်ဆိုတော့ချက်တိနေနဲ့ဒီယာဒီဆက်မှာလေးပိုင်းကိုယ်ဝဲတန်ရွာရတဲ့အချိန်နောက်ခါလူတယောက်ပဲဖိလိုက်တာကတော်တော်လေးကိုဒီယာဒီအတွက်တက်မှုကြီးမာပါတယ်ချက်တိနောက်နားအယူယူယွင်းအမမယွင်းယွင်းနဲ့ပွဲတန်းကိုဂူပေးနေရတာကချက်တိအတွက်အများကြီးနဲ့နာစရာဖြစ်လာတယ်တစ်ဘက်က Brighton ကတော့ပြီးခဲ့တဲ့ယာဒီတွေတုန်းကတော့ချစ်နေမှုကရှိနေသေးပဲကစားပုံကတိုက်ရှိန်ဆောင်မှုရှိနေသေးပဲ တော်လေးကိုခံတိုက်စစ်ကစားတဲ့ပုံစံမှာကောင်းတယ်တော်တော်လေးကိုအတင်းကြီးတို့ဒုက္ခပေးနိုင်တဲ့နေရာတွေမှာရှိသေးတယ်ပြီးခဲ့တဲ့အပတ်မှာဆိုတော့ညနေတော့တရား hospital ကိုကျွန်တော်ဒုက္ခပေးသွားနိုင်အောင်တွေ့ရတယ်ဆိုတော့လက်ရှိနေသားရ Brighton ကခြေသီးကိုလည်းပြန်ပြီးဒုက္ခပေးနိုင်တဲ့နေရာမှာရှိရယ်ဆိုတော့ခြေသီးနေတဲ့ဒီဝဲစဉ်ကိုအိမ်မွေးမှာကစားရမယ် က်နေတဲ့ဝန်မှန်တန်းပြန်ကြသွားပြီ37လောက်နိုင်မဲ့ပျောက်ထိုင်နေတာတခုကို Brighton နဲ့ပွဲမှာအနာပြန်ပြီးအနိုင်ယူကအဆဖော်မလားဆိုတာကိုကျွန်တော်ပြန်ပြီးစောင့်ကြည့်ရမယ်ချက်သီးနေနဲ့အနိုင်ယူနိုင်တဲ့စွမ်းအမျိုးရှိရယ်ဆိုပေမဲ့တစ်ဖက်က Brighton ကလည်း short တက်လို့ရတဲ့အတင်းတင်းမဟုတ်ဘူး Brighton ဆိုတာဘလို့တင်းနဲ့ကျွန်တော်တို့အားလုံးသိရယ်တော်တော်လေးကိုမာကြောတဲ့ကစားရှိရယ်တော်တော်လေးကိုတိုက်စစ်ကစားကောင်းတဲ့အတင်းတင်းဖြစ်တာကြောင့် ချက်စီနေပေါ်ပေါ်ရောကသားရင်တော့အေဝေးဖြစ်တည်တိုင်ဒုက္ခများနိုင်နိုင်တယ်ဆိုတော့ဒီပွဲစဉ်ခါလဲရှစ်ကပရန်ဖုန်နဲ့မန်ချက်စတာယူနိုက်တက်ပွဲလိုမျိုးပဲတော်တော်လေးကိုဒီအကျိတ်နဲ့ရှိမဲ့ပွဲတော်တော်လေးကိုကြည့်လို့ကောင်းမှာပွဲတိုက်စစ်ကသားရဲ့အတင်းတင်းဖြစ်တာကြောင့်တော်တော်လေးကိုတွင်းကူးနေမြန်ဆိုင်နာမဲ့ပွဲလို့ရခင်တယ်ကျွန်တော်တို့ဒီပွဲစဉ်မှာအချင်းချက်စီနဲ့လူရက်တည်ခြင်းနဲ့ဆိုပေမဲ့ Brighton ရဲ့ရုံအောင်လဲချက်ဆောင်ကြည့်ရှင်နေတယ်ဆိုတော့ဒီနေထားကအများစုကတော့တည်ရလာဖြစ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိနေရဆိုတော့ကျွန်တော်ကတော့နိုင်ွယ်တစ်ခုပြန်ရဖို့တော်တော်လေးကိုကြိုးစားမဲ့ချက်စီနဲ့လူရက်တည်ခြင်းနဲ့ချက်စီကိုးကွာချက်ချက်ကျင်းပရတာနဲ့ကတ်နိုင်အောင်မလို့ထင်ပါတယ် နောက်တော့ပွဲစဉ်တွေပြင်ကျွန်တော်ရေးချယ်ရတဲ့ပွဲကတော့ Manchester City နဲ့ Burnley တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Manchester City ကပြီးခဲ့တဲ့ပတ်မှာ Arsenal နဲ့တည်ကြသွားတယ်။ဆိုတော့အဲ့ပွဲစဉ်မှာတော်တော်လေးအတင်းကြီးသတင်းပြီးတလာတဲ့ Manchester ရဲ့ကစားပုံမြင်တွေ့ရတယ်။ယာရီဆဘက်မှာတော်တော်လေးရိုက်ရိုက်ခဲ့တဲ့ကစားပုံတွေကြောင့်ဝေဖန်မှုတွေခံခဲ့ရတယ်ဆိုပေမဲ့ Rory ပြန်ပါလာတဲ့နောက်ပိုင်း Rory ခြေစမ်းပြန်ကောင်းလာတဲ့နောက်ပိုင်းမှာ Manchester ရဲ့အတင်းလိုက်ကစားပုံကလည်းအတော်လေးကိုကောင်းလာတာတွေ့ရတယ်။ Thorstein Simmons နဲ့ဟန်ချက်ညီညီကစားလာတာမျိုးကိုတွေ့ရတယ်။ပြော့ဒီကစားပုံကလည်းတော်တော်လေးကိုစီးချက်ညီလာတယ်။ Guardiola ကလည်းအရင်ကလိုကောင်းမွန်မှုတွေမရှိဘဲတော်တော်လေးကိုဒီပွဲနဲ့ ွဲရဲ့အခြေအနေပေါ်လိုက်ပြီးကစားပုံတွေပြောင်းလဲလာတာမျိုးကိုတွေ့နေရတယ်။ဆိုတော့မန်စီးတီးကအတင်းကြီးပြန်ပြီးတာလာတယ်။ရူဒီပြန်ကောင်းလာတယ်၊မန်စီးတီးပြန်ကောင်းလာတယ်ပြောလို့ရတယ်။ဆိုတော့လက်ရှိနေသားမှာဘန်လီနဲ့တွေ့မယ်။အဘက်ကဘန်လီကတော့မန်စီးတီးကိုချိန်ဆောင်နေတဲ့နေသားမျိုးမှာတော့မရှိဘူး။ဒီရီမှာလည်းနိုင်ပွဲတစ်ပွဲပဲရှိသားတယ်။အတင်းလိုက်ကစားပေါ်ရတယ်။ဒီရီချစ်လေးကောင်းမှုနေတဲ့နေသားမျိုးမှာမရှိဘူး။ခက်စဲအားနေမှုအများကြီးရှိရယ်။ဆိုတော့လူအင်အားစုဖွဲ့မှုရတယ်မန်စီးတီးကိုရှင်မီကန်နိုင်ပြအကြောင်းဘန်လီမှာဘာမှမရှိဘူး။ဒီပွဲစဉ်ကမန်စီးတီးရဲ့အင်ကွင်းအီဒီဟက်မှာကစားရမယ်။မန်စီးတီးကဒီပွဲစဉ်ကိုရှေ့အတင်းနေနဲ့အပေါ်ကအတင်းနေနဲ့အရင်ကြီးအမှတ်မှာကွာ အပြိုင်လိုက်ရမယ်နေဒါမှဘန်လီလိုအတင်းကိုတော့အခြေဆွဲမမယွန်းယွန်းနေနဲ့အမတ်ရော့ခံရမယ်လို့ကျွန်တော်တော့မထင်ဘူးဒူဘဲစင်ကိုမစီးပြရသူ့ရဲ့တွားနေတဲ့လမ်းကြောင်းတစ်ခုပေါ်ပြန်ရောက်ဖို့မဖြစ်မနေအနိုင်ကံအောင်မလို့ထင်တယ်ဆိုတော့ဒူဘဲစင်မှာမစီးအနေနဲ့ကိုယ်ကကြကြအရင်မပြတ်အောင်နိုင်တဲ့နိုင်တဲ့ပွဲမလို့နိုင်အောင်တော့ကန်သွားမယ်လို့ထင်တယ်ကျွန်တော်မစီးတဲ့ဒူဘဲရက်တိချင်ပါတယ် ဒီပိုင်းရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲကတော့ညူကာဆန်နဲ့အာဆင်နယ်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်ကတော့ပရိတ်တလီတီးရဲ့အတိုင်းပဲရှစ်နှစ်တီးကြရအတော်တော်လေးကိုကြီးကောင်းတဲ့အတင်းနဲ့ပြင်းဖြစ်တယ်ဆိုတော့ဒီနှစ်နှင်းတွေ့ဆုံမှုတိုင်းမှာတော်တော်လေးကိုပရိတ်တလီကိုဆွဲဆောင်နိုင်ခဲ့တယ်ညူကာဆန်ကလည်းအာဆင်နယ်နဲ့တွေ့တိုင်းသူတို့အားတာတဲ့ဖစ်စကယ်ဂိမ်းကိုအသားပြုပြီးအာဆင်နယ်ကအမြဲဒုက္ခပေးခဲ့တယ်လို့အာဆင်နယ်ကလည်းညူကာဆန်နဲ့တွေ့တိုင်းအသာရတဲ့ပွဲတွေမှာဆိုတော့တော်တော်လေးကိုဂိုးပြတ်တီးမှဆုံးမလေးရှိရယ်ဆိုတော့ဒီနှစ်နှင်းတွေ့ဆုံမှုကအမြဲတမ်းရာသွင်းကြွေးနေဖြစ်နေတတ်တယ်ဆိုတော့ဒီပွဲစဉ်မှာထပ်ပြီးတွေ့လာပြီးအာဆင်နယ်အတွက်ဒီယာဒီအတွက် တော်တော်လေးကိုဒုတိယမြောက်ဆောင်မွဲဆစ်တဲ့ပွဲလို့ပြောလို့ရတယ်ပထမဆောင်မွဲဆစ်တဲ့ပွဲကတော့ဒီလီဗာပူးနဲ့ပွဲမှာတော့အာဆင်နယ်ဆောင်မွဲကြာပါရတယ်ဆိုတော့အခုနျူကာဆယ်နဲ့တွေ့မှာပွဲမှာတော့အာဆင်နယ်ဆောင်မွဲအောင်ဖြစ်နိုင်မှာဒါအောင်ဆောင်ကြည့်ရမယ်နျူကာဆယ်ကအာဆင်နယ်နဲ့တွေ့တိုင်းတော်တော်လေးကိုဒုက္ခပေးတတ်တဲ့တင်းတဲ့အထူးဖြစ်အခုကစားမှာကနျူကာဆယ်အိမ်ဝင်စိန်ချင်းပိုက်မှာဖြစ်တယ်နျူကာဆယ်ကဒီလိုအရှိန်နေသေးဒီလိုနေထားတယ်ဆို အမြင်နဲ့ကောက်ကောက်ကစားလေးရှိရဆိုတော့တွေ့ရတယ်ဒါပေမဲ့လက်ရှိ saturation ကနည်းနည်းလေးကွဲပြားမှုတွေရှိနေတယ်ညကတည်းကဒီအရီမှာပြီးခဲ့ရာကြီးတုန်းကတော့အရင်ကြစ်လက်တဲ့ကစားဟာမျိုးရှိမနေသေးဘူးလို့တော့ထင်တယ်ဒါပေမဲ့အာဆန်နယ်ရဲ့ပွဲမှာထပြီးပြစ်သွားရင်တော့မသိတတ်ဘူးဆိုတော့ညကတည်းကအဲ့လိုအတင်းကြီးဆိုတော့တော်တော်လေးကိုကောက်ကောက်ကခံစားတတ်တဲ့တင်းဆိုတော့ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့လက်ရှိနေသားရတော့ညကတည်းကအရင်ကြီးကောင်းမွန်နေတဲ့အနေအထားမျိုးတော့မရှိသေးဘူးပရီးမီးယားလိမ်မှာဆိုလို့ရှိရင်တေးပွဲတွေနဲ့တော်တော်လေးရုန်းကန်နေရတော့တွေ့ရတယ် ဆိုတော့ကစားပုံရလည်းဟန်ချက်ညီနေတဲ့နေရာမျိုးမရှိဘူးဒါပေမဲ့သူတို့တိုက်စစ်ပန်းရတာ twin goal တွေပြန်လဲရှောက်ဖွင့်နိုင်နေသေးပဲ twin goal တွေရနေသေးပဲ arsenal ကတော့ တည့်ရတိုင်းမှာတော်တော်လေးကိုကောင်းမွန်တဲ့ကစားရန်ရှိတယ်။တော်တော်လေးကိုပွဲကို dominate လုပ်ပြီးကစားတတ်တယ်။ဘလုံးမဆိုင်မှုအသာကစားကွက်အသာနဲ့အပွဲကိုချင်းကပ်ပြီးတော်တော်လေးကိုအသာစီယူကစားလေးရှိတဲ့တင်းတင်း။ဒီရာဒီမှာဆိုလို့ရှိရင်လည်းဘာလို့တဒင်းနဲ့ကိုရှုံးထားတယ်။ပွဲအများစုအနိုင်ကစားထားတယ်။ပြီးခဲ့ပတ်မှာတော့မသိနဲ့တည်ကြွားတယ်။ဒီဘက်ကမှနောက်ကလိုက်ကစားခဲ့ရတယ်ဆိုမဲ့ပွဲချက်အများစုကိုအာဆင်နယ်ကအသာစီနဲ့ကစားခဲ့ရတယ်ဆိုတော့မိထားလို့မရဘူး။ဆိုအာဆင်နယ်လည်းတော်တော်လေးကောင်းတဲ့ကစားရန်ရှိတယ်။အာဆင်နယ်လည်းတော်တော်လေးကောင်းမွန်တဲ့နေရာတစ်ခုမှာရှိနေတယ်။တဲ့တဲ့လုံးကတော့ဒီပွဲစဉ်မှာမဖြစ်မနေဘက်ဆက်ကောင်းတစ်ခုတော့ကြိုးစားအောင်မှာဖြစ်တယ်။အာဆင်နယ်နဲ့ဒီပွဲစဉ်ကို မရှိမနေအနိုင်ကံမှရလိမ့်မယ်ဘာလို့ဆိုတော့တစ်ဖက်ကလိုပါဘူးဟာပွဲတိုင်းကိုမရှိမနေအနိုင်ကံနေနေတာမှာအာဆင်နယ်ကလွတ်လွတ်ဆိုပြီးအမှတ်ဆုံးရှုံးခဲ့တဲ့ပွဲတွေလည်းရှိရဲ့ဆိုတော့ဒါကြောင့်ဒီပွဲစဉ်ကိုအာဆင်နယ်အနေနဲ့တတိကြီးကြီးထားပြီးကစားလိုက်မယ်လူကဆရာတဲ့ဒီပွဲစဉ်မှာမရှိမနေအနည်းဆုံးတော့တည်တမဲ့ရအောင်ယူမယ်လို့ထင်တယ်ဒီပွဲစဉ်ကတော်တော်လေးကိုကြီးကောင်းမယ်ပွဲတော်တော်လေးကိုအဲပရိတ်သတ်တွေကိုဆွဲဆောင်မှုအပြည့်ပေးမယ်ပွဲလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီပွဲစဉ်မှာလက်ရှိအိမ်ကိုမှလည်းခံရမယ်အာဆင်နယ်ကလည်းအများကြီးဒုက္ခပေးခဲ့တဲ့အဆင့်တိုင်းရောက်မြူကာဆဲကိုအယဲဆုံပြီးယုံကြည်ရှင်တယ်မြူကာဆဲကိုကျွန်တော်မြူကာဆဲနဲ့သူရည်တည်ရှင်ပါတယ် ဒီပိုက်နောက်ဆုံးပွဲစဉ်အဖြစ်ကျွန်တော်ရေးချတာပွဲကတော့ပြိုင်တက်တွေကိုမထင်မှတ်ပဲစိတ်ဝင်စားမှုအများကြီးပေးဝနိုင်တဲ့ပွဲဘောလုံးပွဲတစ်ပွဲကိုကောက်ကောင်းကြည့်ရနိုင်တဲ့ပွဲဘောလုံး news နဲ့ကိုအများကြီးခံစားဝါရနိုင်တဲ့ပွဲကိုကျွန်တော်ရေးချတာပဲရဲ့အဲ့ပွဲစဉ်ကတော့ Crystal Palace နဲ့ Liverpool ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ Crystal Palace ဟာ Liverpool ကို DRD community တိုင်းပွဲစဉ်မှာအနိုင်ယူခဲ့တယ်။ ဆိုတော့အဲ့အနေထားမှာလည်းလူပတ်ကအများကြီးဒုက္ခပေးသွားနိုင်တာကျွန်တော်တွေ့ခဲ့ရတယ်။လူပတ်ကနေနေဒီယာဒီမှာတဝဲမှာရှုံးမမရှိသေးဘူး။ community တိုင်းပွဲမှာပဲရှုံးလာတယ်။ရှုံးမှလည်း Crystal Valley နဲ့ဖြစ်တယ်။ Crystal Valley ကနိဗာကနက်ဆန်တော့မှာတော်တော်လေးစုဖွဲ့မှုကောင်းကောင်းအင်အားကောင်းကောင်းနဲ့ချီတက်နေတဲ့တင်းစနေကြိုက်တဲ့တင်းကြီးလားရှင်းကစားနိုင်တဲ့တန်းတစ်ခုမှရှိရဲ။ကစားပုံရတယ် system တစ်ခုနေနဲ့တော်တော်လေးကိုမာကြောတဲ့ကစားရတစ်ခုရှိရဲ။ဆိုတော့ဒီယာဒီမှာလည်းရှုံးဝဲမရှိသေးဘူး။ဒီပွဲအများကြီးဆိုမဲ့ Crystal Valley ဟာတော်တော်လေးကိုကောင်းမွန်ကစားထားတာကိုတွေ့ရတယ်။အခုဒီပတ်ကအိမ်ကူးမှာရင်ဆိုင်ကစားရမယ်။သူတို့ဟာတတ်နိုင်နေများတော့ community တိုင်းပွဲစဉ်တုန်းကလည်းဒုက္ခပေးဖို့ကြိုးစားအောင်ပါပဲ။ဆိုတော့ဒီ ဘူးကိုတတ်နိုင်လို့များပါစီဖို့ကြိုးစားအောင်ပါပဲလေဘာဘူးကတော့ပြီးခဲ့တဲ့ဂျာရဲ့လိပ်ကလာပွဲစဉ်မှာ EKDK နီကတ်တောက်ဒီပွဲစဉ်မှာမနိုင်ဘူးတိုက်စစ်ပိုင်းကိုအစ်စစ်ကဥဆောင်လိုက်ပဲဒီနေ့ထားလဲတော့လေအင်အားတောင့်တယ်လို့ပြောလို့ရရဲဒီဘာဘူးမှာတိုက်စစ်မှာရွေးချယ်စရာ option တွေအများကြီးရှိရယ် Florian Wirtz တို့ကလည်းမှရှိရယ် Cody Gakpo တို့ကလည်းမှရှိရယ်ခြေစားတော်လေးပုံစံကောင်းပြနေတယ်ဆိုတော့ဒီဘာဘူးအနေနဲ့လည်းအားနည်းတဲ့အနေနဲ့တစ်ခုနဲ့တော့ Crystal Palace ကိုယုံလာမှာမဟုတ်ဘူးအင်အားကောင်းကောင်းနဲ့ပဲလာလိုက်မယ်အထူးသဖြင့် community တိုင်းပွဲစဉ်မှာတို့အနိုင်ဝါတဲ့ကောင်းတွေကိုပြန်ပြီးကစားဖို့တော်တော်လေး သူတို့စိတ်အားထက်တန်နေနိုင်မယ်ဒီပွဲစဉ်ကတော့လေးမထင်မဲ့ပဲပရိတ်သတ်တင်ကိုကြည်ကောင်းသွားစီမဲ့ပွဲပရိတ်သတ်တွေကိုဘောလုံးရသားအပြည့်ဝပင်ပွေးမဲ့ပွဲလို့ထင်တယ်ဒီပွဲအနေနဲ့ပြီးခဲ့တဲ့ရှေ့ကအာဆင်နဲ့အဆောင်ပွဲကိုတော့အအောင်ဖြေပြီးပါပြီအခုခရစ်စတယ်ဘယ်လီနဲ့ဒုတိယမြောက်ဆောင်ပွဲကိုအအောင်ဖြေနိုင်မလားကျွန်တော်အများကြီးစောင့်ကြည့်ရမယ်ကျွန်တော်တို့ဒီပွဲစဉ်မှာအင်ကွင်းအသာချက်လည်းရှိရဲဒီပွဲကလည်းဒုက္ခပေးနိုင်တဲ့အနေအထားမျိုးလည်းရှိရဲတကယ်လည်းဒုက္ခပေးထားပြရတယ်ခရစ်စတယ်ဘယ်လီနဲ့သူအရေးဆုံးရည်ရည်ရှင်နဲ့ခရစ်စတယ်ဘယ်လီအနေနဲ့အတီးနဲ့အနိုင်လည်းမရှိဘူးလို့ထင်ပါတယ်ကျွန်တော်ဒီပွဲမှာခရစ်စတယ်ဘယ်လီနဲ့သူရည်ရည်ပါတယ် အဆုံးနဲ့ကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းနိုင်ငံကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ပတ်တင်ပါလဲပူကောင်းတဲ့အားသာစီစဉ်နေတဲ့ကျွန်တော်ပြန်လာခဲ့အောင်ပါမလို့ Matthew Variety Facebook page လေးကို like follow လုပ်ထားဖို့တောင်းချင်ပါတယ်။ YouTube ကကြည့်နေတဲ့ညီကိုအနေနဲ့လည်း channel လေးကို subscribe လုပ်ထားဖို့တောင်းဆုချင်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါခင်ဗျာ။နောက်ပတ်မှာတူတူပြန်လည်ဆုံတွေ့ကြပါမယ်။